အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲချူတုံးသက်ချက်ကနေပြန်လဲဂျိုးလိုက်ပါတယ်အမှန်တည်းပြောရမယ်ဆိုလေเนาะကျွန်တော်ဒါအမှန်တည်းပြောရမယ်ဆိုဒါကျွန်တော်မနေ့ပြန်မနေ့ကျရင်ခရီးတစ်ခုကျွန်တော်နေချင်းပြန်သွားဖို့ရှိတယ်ကျွန်တော်ဒါ တကယ်ကိုဗျာဒီဘောလုံးပွဲတွေကလာလိုက်ရင်တကယ်ကုလူနဲ့ကက်လန်တာအချိန်လေးကြီးပဲလာတာခင်ဗျာတကယ်ဖျားဆူအမှန်တော့လီဗာပူးဘောဗျာကျွန်တော်တရရွှေလိုက်ပါဖြစ်မှာမဟုတ်ပါဘူးဗျာချန်ပီယံလိဂျာပွဲတွေမှာရှိမှာကျွန်တော်လည်းနားလေပါတယ်ဒါပေမဲ့ခုနကဆီတီလဲတာမနေ့ပြန်ကန်မှာဆီတီလဲချန်ပီယံလိရှိတာပဲလီဗာပူးကဒါကျွန်တော်အမှန်တမ်းပြောတော့ခေါင်းလေးကဘာမှမဟုတ်ဘူးတလားတနေ့ငွေမီကြိုင်အဲ့ဘလူးမကြည့်ဆိုတော့လူကြည့်မှာပါဗျာကျွန်တော်ပြောတာအဲ့မှာညူကာဆယ်ဝက်ဆန်ကိုဘာလူမကြည့်ကြည့်အောင်လုပ်နေတာဒါခါကျရင်ဒါနားလေရခတ်တယ်အဲ့တော့ လီဗာပူးတင်းအတွက်ကဒီနေ့ပွဲစဉ်ကတော်တော်လေးကိုအရေးပါမဲ့ပွဲစဉ်လို့ပြောလို့ရမယ်။လီဗာပူးတင်းကဒီနေ့ပွဲစဉ်မတိုင်ခင်မှာတန်အားလူချင်းကလည်းဆက်လက်ပြီးများပြားနေစေဖြစ်တဲ့လီဗာပူးတင်းကခုလက်ရှိမှာဒါအလက်ဇန္ဒားအီဆက်ကဒီနေ့ပွဲစဉ်ကိုလွဲချော်မှဖြစ်တဲ့ဆိုတဲ့အကြောင်းရဲ့ကာတက်စ်ဂျုံနဲ့ဆက်လက်ပြီးလွဲချော်မှဖြစ်တဲ့အကြောင်းကိုဒါကြောင့်ဒီပြားကတရေဝင်အတီးပြုတ်သွားခဲ့တာကိုတွေ့ရမယ်။တစ်ဖက်ကလက်ရှိအက်စတွန်ဗီလာအသင်းကသူရဲ့ဒါအဓိကတောင်းပန်ကစားသမားဖြစ်တဲ့ဘွန်ဒီယာဒီနေ့ပွဲစဉ်မှာလွဲချော်မှဖြစ်ပြီးတော့ကွင်းလေကစားသမားယူရီဒယ်လစ်ဘန်ကဒိုင်ယန်ကပြင်လဲဆုံးတတ်တာတီးရဲဆက်လက်ပြီးလွဲချော်မယ်။ပြီးလက်ရှိသူရဲ့ကွင်းလေကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဒါလီဗာပူးတင်းကငါခ ေါ်တာကစားသမား Harvey Elliott ကိုလည်းသုံးပိုင်ခွင့်မရှိတဲ့ကြောင့်ဒီနေ့ပွဲစမှာဒါသူတို့ဘက်ကဒီလိုမျိုးဒါကစားသမားအပင်မှာပေါ့နော်အာလက်ရှိ Liverpool တင်းနေတာကျွန်တော် Ney Lu ကိုတော့သူတို့သုံးပုံမပေါ်ထားပါတော့အဲ Alisson Becker ဆက်လက်ပြီးလွှဲချုံမယ် Leoni လွှဲချုံမယ် Frank Pound လွှဲချုံမယ် Steven Bergwijn လွှဲချုံ Frank Pound ဆိုလက်ရှိမှာဒါဒီဇင်ဘာလအကုန်လောက်ထိလွှဲချုံမှာဖြစ်တယ်လို့သိရတယ်အဲ့တော့ Liverpool တင်းနေလက်ရှိ right back နေရာမှာ Corner Bradley ကလွှင်ဘယ်သူမှမရှိတော့တဲ့အခြေအနေတခုရောက်ရှိသွားခဲ့ဖြစ်တယ်မကြခင်မှာဒါကျွန်တော် Champions League လေးကံအမှာဖြစ်တဲ့ကြောင့်ဒါ Liverpool တင်းတော့တော်တော်လေးကိုစိုးရင်စရာကောင်းတဲ့အနေအထားတခုရောက်ရှိလာခဲ့ပြီလို့ပြောလို့ရတယ်တန်ရလူစင်အဲ့တော့ ဒီနေ့ပွဲစဉ်မှာဒါလီဗာပူးအသင်းနေတယ်ဒါကြောင့်ဘာဒီပြောင်းလဲမှုပြုလုပ်သွားမလဲတချက်တော့စောင့်ကြည့်ရပါတော့လက်ရှိမှာလီဗာပူးအသင်းက Crystal Palace ကိုသူတို့ရဲ့အိမ်ဝင်းမှာ3-0ဆိုတဲ့ရလနဲ့ဂိုးပြတ်ရှုံးနေခဲ့ပြီးနောက်ပိုင်းမှာ Carabao ပွဲစဉ်ကထွက်သွားခဲ့တယ်အဲ့ဒီပွဲစဉ်မှာတစ်ခုကောင်းသွားခဲ့တာကတော့လက်ရှိဒါ First 11ကကစားသမားတယောက်မှမပါဝင်ခဲ့တဲ့အတွက်ကြောင့်မစပါသူဆိုတဲ့ဘဲစပါမှာဒါလီဗာပူးအသင်းနဲ့ငှက်တင်ချင်မှာနဲ့လီဗာပူးအသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်ခြေစွမ်းရ ဒါတော်တော်လေးကိုဒီနေ့ပွဲစဉ်မှာဒါနားခွင့်ရထားမယ်လို့ပြောလို့ရတယ်တမပါတယ်။ဘောတော့လက်ရှိမှာဒါကျွန်တော်တို့ဒါ Aston Villa အသင်းကပူပူလောလောမှာ Manchester City အသင်းကို Premier League မှာ1-0ဆိုရလက်နိုင်တာလေ။ Aston Villa အသင်းကဒါလက်ရှိမှာ Premier League မှာတောက်လျှောက်နိုင်ပွဲတွေဆက်နေပြီးတော့အခုလက်ရှိမှာတော့တော်တော်လေးကိုရလက်ကောင်းနေတော့တွေ့ရမယ်။ဒါကြားထဲမှာဒါကျွန်တော် Go Ahead Eagle ကိုဒါကျွန်တော် Aston Villa အသင်းနဲ့ဒါ Europa League မှာရှုံးနေခဲ့တဲ့ပွဲစဉ်ကလွေးနေတော့ဒါကျွန်တော်ကျန်တဲ့ပွဲစဉ် Premier League ပွဲစဉ်တွေမှာတော်တော်လေးကိုကောင်းနေတယ်တမပါတယ်။စပါးရဲ့အခုမှ2-1နဲ့ဗန်လေးကို2-1နဲ့နိုင်နေ၊ဖီယန်နုကို2-0နဲ့နိုင်နေ။မဆိုးလာတဲ့ခြေစွမ်းတွေကို Aston Villa အသင်းနဲ့တောက်လျှောက်ပြ တာနေခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ဗောနော်လီဗာပူးတင်ကဒီကြားထဲမှာဒါကျွန်တော်အိုက်ထရန်ဖရန့်ဖက်ကပွဲစဉ်ကလွင်တော့တောက်လျှောက်ရှုံးပွဲတွေကြီးပဲကြုံနေတယ်ပရီးမီးယားလိမှာတောက်လျှောက်ကျွန်တော်တော့ဆုံး၃ပွဲမှာ၃ပွဲလုံးရှုံးထားခဲ့တဲ့အနေထားတစ်ခုဒါလီဗာပူးတင်ပိုင်ဆိုင်ထားတယ်ဘရန့်ဖို့ကို3-2နဲ့ရှုံးထားတယ်ဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကို2-1နဲ့ရှုံးထားခဲ့တယ်ချယ်ဆီကိုဒါကျွန်တော်2-1နဲ့ရှုံးတယ်လီဗာပူးတင်ရဲ့ဒီနောက်ဆုံးပွဲစဉ်မှာဒါကျွန်တော်ခရစ်စတယ်ပဲလစ်နဲ့ပွဲစဉ်ကထားပါလူငယ်တဲ့ကတော့ကျွန်တော်အဓိကတိုက်စစ်ကိုမပြောတော့ဘူးဒီနေ့ပွဲစဉ်မှာလည်းတိုက်စစ်ပိုင်းကအပြည့်အဝအနားယူထားခဲ့ပြီးဖြစ်တော့ဒီနေ့ပွဲစဉ်တော့ Aston Villa နဲ့ပွဲစဉ်မှာတစ်ခုခုလုံးပြပြီးတော့လုံမယ်လို့မြင်တယ်။ Aston Villa သင်းတဲ့ဒီနောက်ပိုင်းပွဲစဉ်မှာတစ်ခု ကောင်းလာကြတာသူတို့ရဲ့ cancel ပိုင်းပဲကျွန်တော်တို့ပေါ우တော်ရက်စ်နဲ့ဒါဂျယ်ရခွန်ဇာကိုဂျယ်ရခွန်ဇာဖြစ်ကုန်ပြီဒါ အခက်ခွန်စာကကွန်ခွန်စာပေါ့နော်ခွန်စာခွန်စာနဲ့မှာတယ်ခွန်စာနဲ့ဒါပေါ့တော်ရက်စ်တယောက်ရဲ့ဒါကျွန်တော်ခန်စီတွေကတော်တော်လေးကိုငြိမ်လာခဲ့ပြီမထင်မှတ်ပဲနဲ့ဒါကျွန်တော်တို့ veteran နှစ်ယောက်ဖြစ်တဲ့ medicash နဲ့ဒါ lucas digne တို့ရဲ့ခန်စီပိုင်းကတော်တော်လေးကိုတည်ငြိမ်နေခဲ့တာကိုလည်းစတင်ပြီးတွေ့လာခဲ့တယ်မှာပါတယ်လေဘဘူးသိရဲ့လက်ရှိဒါကျွန်တော်အခြေအနေတွေကတိုက်ဆက်ပိုင်းကဒါကျွန်တော်မစိုးဘူးလို့ပြောလို့ရတယ်ဒါရှောက်ဂိုးတွေတော့တွင်းနိုင်ခဲ့တယ်မှာပါတယ်ရှုံးသွားခဲ့မယ်လေဘဘူးတိုက်ဆက်ပိုင်းကနောက်ဆုံးအချိန်တိတော့ဒါမစွဲလုံးလားမလျှော့ပဲတိုက်ဆက်ပိုင်းကတော့ရှောက်တွန်းနေတယ်မှာပါတယ်ဒါကျွန်တော်လေဘဘူးသိနေတာ manchester united ကိုရှုံးသွားပြီးအနေနဲ့တကူပြန်တွင်းနိုင်ခဲ့တယ် chelsea ကိုလည်းတကူပြန်တွင်းနိုင်ခဲ့တယ် brentford ဲ့ပုံစံမှာငါကိုတွန်းနိုင်ခဲ့တယ်။အဲတိုက်စစ်ပိုင်းကကြည့်မယ်ဆိုတော့ဒါလေဘဘူးတင်းကတိုက်စစ်ပိုင်းကထပ်တယ်လို့ပြောရတယ်။ပြဿနာကဘာဖြစ်လဲဆိုတော့တိုက်စစ်ပိုင်းကကိုတွန်းနိုင်တော့ခန်းစစ်ပိုင်းကကိုဒီဒလဟောပေးနေရတဲ့ပြဿနာကိုဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးရှင်းဖို့လုပ်တယ်လို့ပြောလို့ရတယ်မှာပါတယ်။အဲတော့ Aston Villa အသင်းနေတဲ့ခုလက်ရှိသူကလည်းနောက်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၅ပွဲလုံးသူတို့ကိုတွန်းထားနိုင်ခဲ့တယ်။နောက်ကိုနဲ့တက်ကိုတာကျွန်တော်အဲ၃ပွဲတိတိတွန်းထားနိုင်ခဲ့ပြီဒါကျွန်တော်သူရှုံးသွားတဲ့ပွဲစဉ်မှာစဒါကိုတွန်းပြီးမှရှုံးသွားခဲ့တာကိုတွေ့ရမှာပါ။အဲတော့လက်ရှိမှာ Aston Villa အသင်းရဲ့တိုက်စစ်ပိုင်းမှာအဓိကသူတို့နေတဲ့ခုလက်ရှိခြေစွမ်းပြနေတာကတော့ Morgan Rogers ပဲ။ Morgan Rogers နဲ့ခုလက်ရှိမှာဒ ာကိုယ်တိုင်လည်းဂိုးသွင်းလို့ကိုယ်တိုင်လည်းဖန်တီးမှုတွေတော်တော်လေးကိုကောင်းနေတယ်တဲ့မှာပါတယ်ဒီနေ့ပွဲစဉ်မှာဒါအက်စတန်ဗီလာအသင်းဘက်ကိုတကယ်တမ်းဒါ technically ကစောင့်ကြည့်ရမယ်ဆိုသူတို့ရဲ့ क्व င်းလေဘိုင်းကိုကျွန်တော်နေတစ်ချက်တော့စောင့်ကြည့်ရမယ်လို့မြင်တယ်ဒါကျွန်တော်အိုနာနာနဲ့ဒါကာမာရာနှစ်ယောက်ဒါကျွန်တော်တို့ double pivot ကအခုနောက်ပိုင်းပွဲစဉ်မှာတော်တော်လေးလို့ဖြစ်လာတယ်ဒါကဘယ်လိုဖြစ်စီလဲတကယ်လေးရှင်းပြပါဘောအခုလက်ရှိကျွန်တော်စပါးနဲ့ပွဲစဉ်မှာပို့ပြီးသဘော တွေ့သွားတယ်အဲ့တော့ကာမာရာကိုအိုနာနာကိုနှစ်ယောက်လုံးက defensive အားတန်နေဒါကျွန်တော်ကွင်းလင်ကစားသမားတွေဖြစ်တဲ့ကြောင့်မို့လို့ medi cash ကို look at digne နှစ်ယောက်လုံးရဲ့တိုက်စစ်အားတန်မှုဒီကိုဒါဆွတ်ဆက်ပြီးဒါကျွန်တော်တို့ power up လုပ်ပေးနိုင်တယ်ပြောချင်တာဗျ medi cash နဲ့ digne တို့နှစ်ယောက်ဒါအလွန်ကျွန်ရှစ်တက်သွားပြီးဒါကျွန်တော်တိုက်စစ်တွေကိုလိုက်ပြီးဖြစ်တင်းနေမယ်ဆိုရင်တော့မှကာမာရာနဲ့အိုနာနာနဲ့ကဒါ full back ကို inverted ဝင်ပြီးဖြစ်ပေးလို့ရတဲ့အထိကိုဒါကျွန်တော်တို့နှစ်ယောက်က speed လည်းရှိတယ် agility လည်းရှိပြီးဒါ defensive mindset လည်းရှိရကြောင်းသူတို့အနေနဲ့လိုအပ်ရင်လိုအပ်သူဒါကျွန်တော်တို့ဒါ ဖူဘက် in make ပုံစံမျိုးဝင်ပြီးဆော့လို့ရတဲ့တမှာပါတယ်။ဒါပြင်လက်ရှိဒါကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော်တို့လက်ရှိအသင်းနဲ့အတူအဆင်ပြန်ပြေလာခဲ့တဲ့ Martinez ရဲ့ lesson တွေကိုလည်းမေ့စရာမလိုဘူး။ Martinez ရဲ့ခုလက်ရှိဒါကျွန်တော်ဂိုးပေါက်ကာကွယ်မှုတွေတော်တော်လေးကိုကောင်းနေတာကိုတွေ့ရမှာဖြစ်ပြီးတော့ဒါ Manchester City နဲ့ပွဲစဉ်ကျွန်တော်မှတ်မဲ့ Tottenham Hotspur နဲ့ပွဲစဉ်မှာလည်း Martinez ရဲ့ lesson တွေကတော်တော်လေးကိုချီးကျူးစရာကောင်းခဲ့တာကိုတွေ့ရမှာ။အဲ့တော့နောက်တန်းရောဂိုးသမားရောလက်ရှိမှာဒါကျွန်တော်တို့အနေနဲ့ဂိုးတွေပေးရမှန်မဲ့ခံစစ်ပိုင်းတော့အဲ့လောက်ကြီးယိုယွင်းခြင်းမရှိဘူး။တစ်ဖက်က Liverpool တင်း Liverpool တင်းကခုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာကြည့်မယ်ဆိုဒီပုံစံတစ်မျိုးတည်းကြီးကိုပဲတော်တော်ဂိုးပေးလာခဲ့ရတယ်။ဒ ါနောက်ပိုင်းပုံစံဒါကြောင့်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲကြီးမှ၅ပွဲလုံးဒီပုံစံလို့ကိုးသွင်းတယ်။နောက်ဆုံးနိုင်တာ Antwerp Frankfurt ကိုနိုင်သွားခဲ့တဲ့ပွဲစဉ်မှာကအစား Liverpool ပေးလိုက်ရတဲ့အတွင်းကဒီပုံစံပဲပါလေ။ counter transition ပဲ။တစ်ဖက်အသင်းကဒါကြောင့်တို့တို့ကိုဘောလုံးပေးကစားတယ် Liverpool အသင်းကဘောလုံးကင်ကစားဒီနေရာမှာဒါကျွန်တော် fullback တွေနှစ်ယောက်ဖြစ်တဲ့ Robertson နဲ့ Bradley လို့ရှုတ်တက်သွားတဲ့ပုံစံမျိုးမှာဒါလုံးဝဆွဲသွင်းပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာတစ်ဖက်ရဲ့ဒါမြန်ဆန်နဲ့တောင်ပန်တရတဲ့ဒုက္ခပေးနိုင်ဆိုချင်အဓိကဒီနေ့ပွဲစဉ်မှာဒါ Morgan Rogers ဆိုတာကျွန်တော်လင်းမြန်နဲ့ Queen Lane ကနေဒါကျွန်တော်တောင်ပန် flank ကိုထွက်နိုင်တဲ့ကောင်မျိုးဆိုရင်ဒီလို counter transition မှာအရေးပါနိုင်တဲ့နေရာမှာပါတယ်။ တရှိမှာကျွန်တော်တို့ Aston Villa သင်းရဲ့တောင်ပန်ကစားဖြစ်တဲ့ Gasan ကလည်းတော်တော်လေးကိုမြန်တဲ့ကစားသမားဖြစ်တယ်။ McGinn ကတော့မထင်မတင်လို့ဒါကျွန်တော်တို့စောက်ကျင်ရောက်တဲ့စောက်ကျင်လေးတစ်ခုရှိရတဲ့ကြောင့်ဒါတစ်ချက်တော့သတိထားမှာပေါ့။အဲ့တော့ Liverpool သင်းရဲ့အခုချိန်ထိဒါတော့ပြဿနာတစ်ခုကဖြည်းဖြည်းနဲ့ပြောဖို့လိုလားပြဿနာတစ်ခုကဘာလဲဆိုတော့ Liverpool သင်းရဲ့ကွင်းလယ်ပိုင်းမှာမနစ်ကကွင်းလယ်က Liverpool သင်းအတွက်ငြိမ်တော့ဒီနှစ်ကွင်းလယ်ကအခုချိန်ထိဘာမှကိုတည်ချာချာရေးရမဖြစ်နိုင်ခဲ့သေးဘူး။တသိန်းလုံးမှာဒါကျွန်တော်ကွင်းလယ်ပိုင်းငြိမ်တာဆိုလို့ဒါချင်းကစားသမားလေးဖြစ်နေတာ Sobo Slide တစ်ယောက်ကလွှင့်ဘဒူးမှကိုတည်ချာချာသူ့ဘက်ကနေပြောလို့ရမှာရှိ။အဲ့တော့အခုချိန်ထိ Grammar ဘက်ကဒီနေ့ပုံစံမှာဒဏ်ရာကပြန်လဲတက်တာလို့ဒါမဆိုးတဲ့ ွဲစဉ်တစ်ခုပြန်ပြီးလုပ်နိုင်မလားပြီးရင်တော့ကျွန်တော် Macalister ဆိုတာမနစ်ကနဲ့လုံးဝမတူတဲ့ Macalister ရောက်ကိုတွေ့နေလားပြောချင်တာကဒီနေရာမှာကျွန်တော်ဒါ Florian Risk ကို blame နာမှုပဲ Florian Risk အသိစီရောက်လာခြင်းကလည်းဒါကစားရေးအကွင်းလယ်ပိုင်းကိုတော်တော်လေးကိုပြက်ပြားသွားစေတဲ့အနေထားမှာရှိရလို့ပဲကျွန်တော်အနေနဲ့မြင်တယ်အခုပြတာကျွန်တော် Florian Risk ကိုဒါကျွန်တော်လက်ရှိနီးပြနေ Facilitate တအားလုပ်ရတဲ့အချိန်မှာသူ့နေတိုင်းပဲအော်ဒီနေရာမှာ Florian Risk အဖြစ်တော့မဟုတ် Florian Risk ကိုလည်းတအားကောင်းတဲ့တိုက်စစ်မှုဖြစ်တယ်ဒါကိုကိုကွင်းလယ်ကစားပါပဲဒါပေမဲ့ ပြဿနာကသူ့ကိုဝင်းရံထားတဲ့တောင်ပံနှစ်ယောက်ဖြစ်တဲ့ဒါကိုဒီဂက်ဘူနဲ့ဆာလာကိုတိုင်က ကိုဒီဂက်ဘူကဒါအသက်ရွယ်ရပြောလို့မရငငယ်လေးပဲရှိတဲ့တော့ကြောင့်ကိုဒီဂက်ဘူကလည်းချာနေတယ်ဆာလာကလည်းအသက်ကြီးလို့ဒါကြောင့် decline ဖြစ်တဲ့ချိန်မှာအကေး Florian Risch နဲ့ Igi Digi နဲ့တွဲဆွနိုင်မယ်ဆိုရင်တော့ okay မယ်ဒီနေ့ပေါ်တော့မှ Isaac မှာပါကြောင့် Igi Digi ပဲပွဲထွက်လာမှကျွန်တော်သိပြီးတာထူးဆန်းပြောစရာမလိုဘူးကျွန်တော်နည်းမြင်တယ်ဒါပေမဲ့ခုနကပေါ်ဆို Florian Risch နဲ့သူ့ပြဿနာကဘာဖြစ်လဲဆိုတာ တောင်ပံကလည်းတောက်ရှိကုန်တာမလိုက်နိုင်တဲ့ကစားသမားတွေဖြစ်လာခဲ့တယ်။တိုက်စစ်မှုတယောက်ကလွင်သူ့နဲ့ပိတ်ဖို့မှုကလည်းများများဆက်စားမရှိတော့ဘူး။ဖူဘက်တွေကလည်းအရင်တော့ကျွန်တော်တို့တိုက်စစ်ပိုင်းအာတန်တဲ့ကစားသမားတွေနဲ့သွားတယ်။ဘရက်လီကလည်းဒန်ယန်ကပြန်လဲသက်သာပြီးတဲ့အရင်တော့ကဘရက်လီလိုမဟုတ်တော့ဘူး။ရောဘင်ဆန်ကလက်ရှိမှာသူ့နဲ့သူကခန်းစစ်ပိုင်းကိုအဓိကကူညီရတဲ့ကစားသမားဖြစ်တယ်။အဲ့တော့နောက်တန်းမှာလည်းတကယ်နဲ့ပြန်ပြီးမှဆိုရင် Vajer Van Dyke တက်ကလွင်တေချာဘရူးမှာတော့ကျွန်တော် security မရှိတော့ကွင်းလက်ဘက်မှာတက်ကလွင်ဘာမှ security မရှိဘူးတိုက်စစ်ဘက်မှာအဲ့တော့ total 17ယောက်ကစားတဲ့အချိန်မှာ3ယောက်လောက်ပဲတသင်းလုံးမှာ security ပေးနိုင်နေဆိုတာဟာတခုခုလွဲနေလို့ပဲဥပမာပြလက်ရှိမှာဒါကျွန်တော်တို့ Manchester ဆိုတော့ဒါ ဟို Unai Emery ရဲ့ဒါကျွန်တော် Manchester City အောင်ဖြစ်ကုန် Unai Emery ရဲ့လက်ရှိဒါကျွန်တော်တို့ဘယ်သူအာ Aston Villa အသင်းပဲကြည့်အောင် Aston Villa အသင်းနဲ့ခုလက်ရှိမှာဒါကွင်းလယ်ပိုင်းမှာဆို Onana ယုံလို့ရတယ် Rodgers ယုံလို့ရတယ်တိုက်စစ်ပိုင်းမှာတခုလက်ရှိမှာ Mbappe ညံ့နေတယ်ဆိုရင်တော့ Buendia တော့ဒါကျွန်တော်အရင်တော့ကဒဏ်ရာရခဲ့ယုံလို့ရသေးတယ်ခံစစ်ပိုင်းမှာဆိုဒါကျွန်တော်လက်ရှိမှာ Konza ကဒါ Torres ကိုနှစ်ယောက်လုံးကတော်တော်လေးကိုဆင်ပြေလာခဲ့တယ်ထားမရှိအဲ့တော့ Liverpool အသင်းနဲ့ဒီနေ့ဒါကျွန်တော်တို့ Mama Defree လဲကန်ဆိုးပါတယ်ခံစစ်ပိုင်းယူရင်းတဲ့ချိန်မှာသူကိုယ်တိုင်ကနံပါတ်1ကိုယ်တော်မှလာဖြစ်တဲ့အနေထားမှာရှိတယ်သူအနေနဲ့ဒါသူကိုအမှန်တကယ်မမာဒက်ရှ်ဖီလီကျွန်တော် Pass လဲမြင်မှာကျွန်တော် Mama Defree လို့ညံ့တယ်လို့မမြင်မမာဒက်ရှ်ဖီလီနေနဲ့ခုလက ချီမှာသူ့အနေနဲ့တချို့သောမိုးမန့်တွေမှာလီဗာပူးအသင်းကိုဒီထက်ဂိုးမပြတ်သွားအောင်ကူညီတဲ့အနေထားမှာတော့ရှိတယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးရမှာကျွန်တော်မြင်မိတယ်။နှုတ်မို့ဆိုရင်ဒါကျွန်တော်ဒီထက်တော့ပိုကိုပြတ်သွားမယ့်အနေထားတွေမှာရှိမြင်သားရှိရတော့ဒီနေ့ပုံစံမှာ Aston Villa အသင်းကတော့ away queen performance ကြီးအခုနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကျွန်တော်တို့အရန်ကြီးတော့ high ဖြစ်နေတဲ့အနေထားတော့မရှိပေမဲ့နောက်ဆုံးပြိုင်ပွဲဆုံး၃ပွဲမှာ၂ပွဲနိုင်ထားတယ်။ goal at kick ကိုရှုံးခဲ့တဲ့ပွဲစဉ်ကလွှင့်တော့ခံစစ်ပိုင်းမဆိုးဘူးလို့ပြောလို့ရတယ်။တစ်ဖက်ကဒါကျွန်တော် Liverpool အသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အိမ်ကွင်းဝုတ်ကွင်း Liverpool ကဒါမရွေးပါဘူးတော်တော်လေးကိုတိုင်ပတ်နေတာကိုတွေ့ရမယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာ Liverpool အသင်းတော့ကတော့ match win ပွဲစဉ်ဖြစ်တယ်ဒါကျွန်တော်လက်ရှိမှာတော့ဒါ Premier League Super League ကိုပြန်လည်ပြီးတိုက်တဲ့ defend လုပ်တာတဲ့ဆိုင်အပေါ်ကနေအောက်ကိုအရင်မရောက်သွားဘူးဒီနေ့ပွဲစဉ်ကမဆွဲပွဲစဉ်တပွဲလို့ပြောရင်းနဲ့ပဲကျွန်တော်ကတော့ကိုပြီးတော့ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ရုံးနဲ့ TV4U တို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်။မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါဗျာ။ကောင်းမွန်တော့ဒီလေးနေ့ဖြစ်ပါစေ။စုမုံကောင်တောင်းပြီးနေပဲ။ကျွန်တော်တို့ညောင်းမှာပဲ A စစစတူကြတာပေါ့။အားလုံးပဲကြိုးတူပါလေ။မြန်မြန်လေးကလစ်ပြီးကြအောင်ဗျာ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။ကျွန်တော်တို့ကိုပြပါအောင်။ဒေးပါဗျာ။